ဒီလိုဆရာတော်ဖျားကြီးမှာမိမရှိတယ်ဆိုပြီးတော့အွန်လိုင်းပေါ်မှာဖြန့်နေကြတာကိုလေတွေ့ရပါတယ်။အစ်မတန်းမှာစိတ်မကောင်းပါဘူး။ငယ်စဉ်ခါခါမိမရှိရေးအီးစားရှိခဲ့တယ်။လေးပါရှိခဲ့တယ်ဆိုပြီးတော့ဒီလိုဆရာတော်ဖျားကြီးရဲ့နောက်ကျောင်းတွေကိုမတိမကျမမှန်မကန်ပဲနဲ့တော့ပေါ်ပြနေတယ်လို့ရှိတာကြောင့်အနိုင်ကန်လုံးတချို့တော့နှစ်ဘိန်းတွေကတော့ဒါကိုယုံကြည်သွား။စိတ်ဓာတ်တွေကဘယ်လောက် ေတကူဆရာတော်ဘုရားရုပ်ဆဲဆိုလိုက်အမျိုးမျိုးကြံလိုက်လောက်နေကြတာနော်အဲ့ဒီလိုလူတွေကြောင်းဒီလိုဘေးအမျိုးမျိုးရောက်နေတာတို့ဘယ်သူလက်ခံနိုင်လဲအဲ့ဒါတကယ်ပဲနော်တချို့တကားတွေကတေတကူဆရာတော်ဘုရားကြီးကိုဆဲနေကြတာဆိုနေကြတာမိုင်းမရန်ရန်ကိုဆဲနေကြတာနော်ဦးစင်ရကွန်မန့်အောက်မှာလဲတေတကူဆရာတော်ဘုရားကြီးက ပါချုပ်ဆရာတော်ဖျားကြီးတော့ကြည်ညိုဖို့မကောင်းဘူးအာဂရိလိုက်တဲ့သူပါချုပ်ဆရာတော်ဖျားကြီးကတေတကိုဆရာတော်တက်တိလသမာဓိပညာပို့ပြီးတော့တားတယ်အဲ့လိုတွေလာလာမှန်နေကြတယ်ဆရာတော်ကြီးတွေကိုလိုက်တိုင်းနေကြမလို့ဘူးကိုကိုကတားရင်ကိုရဲ့တိလသမာဓိပညာဘလောက်ရှိတယ်လဲဆိုတာတိုင်းတရာမှာတဲ့ဖျားကအဲ့လိုဟောခဲ့တယ်ဆရာတော်တွေကဘလောက်အကျင့်စရဏကောင်းလဲဆိုတာ ကိုမတိတာတွေအများကြီးပဲခမားတို့ကဆရာတော်တွေကိုစိတ်ဓာတ်တွေကွဲပြားအောင်သာလုံနေလုံနေကြတာသူတော်ကောင်းတွေကတူဦးပေါ်တူဦးလေးစားကြည်ညိုပြီးသားပဲဒီလိုဆရာတော်ကြီးကိုအာဂတိလိုက်တဲ့သူလို့ဘယ်အထောက်ထားနဲ့ပြောတာလဲအဲ့လောက်စတတ်နေဆရာတော်ဘုရားကြီးမဟုတ်တာလို့လို့အပြစ်ရှိတယ်ဆိုရင်ဘယ်တဲ့ခါပုံနဲ့ဘာအပြစ်ဖြစ်လဲပြောပြကြည့်လေ မပြောပါတော့တဲ့အပြစ်လေးနဲ့လိုက်ပြီးဆဲဆို့ပုတ်ချပုတ်ခတ်မနေပါနဲ့အမြင်တွေမတူတိုင်းဆဲဆို့နေမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဘယ်တော့မှကျွတ်တန်ဝင်မဲ့သူမဟုတ်ဘူး။နောက်ဖျားငါးစုပွင့်လာတာတော့မှကျွတ်တန်ဝင်ချင်မှဝင်မယ်။ကျန်တဲ့သူတွေဆဲနေတာအလောက်အပြစ်မရှိဘူး။ဘုန်းကြီးတွေဆရာတော်တွေကိုဆဲနေတာအမတန်အပြစ်ကြီးပါတယ်။ခမရတို့အတွက်ပြောပြတာနော်။ တချို့ကကိုယ်နဲ့အမြင်မတူတော့ဘူးဆိုရင်ကိုယ်နဲ့အမြင်မတူတဲ့သူကဘလောက်ပဲကောင်းတာလုပ်လို့အကောင်းမမြင်ကြတော့သူများကိုအကောင်းမမြင်တတ်တဲ့သူဟာကိုယ်ကိုလည်းဘယ်သူမှအကောင်းမြင်လာမှာမဟုတ်ဘူးဆိုတာမှတ်ထားပါတေတကိုဆရာတော်ဆိုတေတကိုဆရာတော်ဆိုတာအားလုံးသိတဲ့အတိုင်းပဲတီထောင်ထားတဲ့ဈေးယုံတွေစကုဒါနဈေးယုံဗုဒ္ဓတက္ကတော်တွေဆိုလဲသခိုင်းမန္တလေးတန်လင်းတောင်ကိုစတာတွေအများကြီးပဲ တတကူရေအလူမလွန်ဆန်းလူတရားတရားပွဲတွေဆိုရင်လည်းပင်ပန်းကြီးစွာအရွယ်နဲ့မလိုက်တရားတွေလိုက်ပတ်ဟော ရာသမြဓမ္မပူဇာတွေဟာလောကအတွက်ပဲအုံချခဲ့တာအခုတော့အဲ့ဒီပုံရိပ်တွေဘယ်လိုမေးပြောက်ပြလိုက်ကြသလဲတချင်ကပရဟိတဖခင်ကြီးလို့တောင်းပြောခဲ့တဲ့ဆရာတော်မျက်နှာကိုအခုဘယ်ချောင်ထိုးထားကြသလဲပြောဆိုဆဲဆိုနေတဲ့သူတွေတချို့ဆိုရင် ရဟန်းတော်တို့ဒီကိုယ်တိုင်မတင်းတော်တဲ့အတုံးနှုံးတွေနဲ့ဆရာတော်ကြီးကိုဝေဖန်နေကြရဝေဖန်နေကြတာတွေ့ရတယ်။မတင်းလျော်တဲ့အတုံးနှုံးတွေနဲ့ဝေဖန်နေကြတယ်။ကိုနဲ့မတူကိုရန်သူလို့တတ်မှတ်နေရင်တကဘာလုံးကိုရန်သူတွေဖြစ်နေမှာပေါ့။လူဆိုတာကိုစိတ်နဲ့ကိုလာတာ။အားလုံးနဲ့စိတ်တူကိုယ်တူဖြစ်လာဖြစ်မလာနိုင်ဘူး။စိတ်တူကိုယ်တူဖြစ်လာစိတ်တူကိုယ်တူဖြစ်ဖို့ဆိုရင် ကြားမှာစေတနာတွေမေတ္တာတွေမုတိတာတွေနားလည်မှုတွေအများကြီးလိုအပ်နေတယ်။ဦးဇင်းကဆရာတော်ကြီးကိုဆဲဆို့နေလို့အမြင်မတော်လို့ခမည်းတော်ရဲ့ခမည်းတော်အပြစ်ဖြစ်မှဆိုလို့ပြောရခြင်းဖြစ်ပါတယ်။ကြံတာတွေနားမလည်ဘူးစိတ်လည်းဝင်စားဘူး။ဖះသားတော်ဖြစ်တဲ့အနေနဲ့ဖះသာသနာထိခိုက်လာမဲ့ပုံရိပ်ကိုတော့ဘယ်လိုမှကြည့်မနေနိုင်ဘူး။တေဒီကိုဆရာတော်ဆိုတာနိုင်ငံတကာကလေးစားရတဲ့သူ ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့သူအနေနဲ့ဗုဒ္ဓဘာသာတွေကဆဲဆုံနေကြတာအဲ့ဒါသာသနာအတော်လေးကိုရုပ်ဆိုးပါတယ်တခြားဘာသာဝင်တွေလည်းဗုဒ္ဓဘာသာကိုအထင်သေးရရောက်တယ်အဲ့အတွက်ကြောင့်ပြောတာပါမြန်မာနိုင်ငံအနေနဲ့ကြည့်မယ်ဆိုရင်တေတကုဆရာတော်ဖျားကြီးကတဏ္ဍာန်လုံးတဏ္ဍာန်လုံးနေနေကျေးဇူးမကင်းဘူးနောက်ဆုံးဆရာတော်ဖျားဟောကြားခဲ့တဲ့တရားတွေဟာတလုံးမှတ်သားဖူးရင်ပဲကိုယ့်အဖို့ကျေးဇူးဟာမကင်းတော့ဘူး ဆရာတော်ကြီးပြုခဲ့တဲ့ပရာဟိတတွေပြန်ကြည့်ပါအခုဆိုအသက်၈၀နဲ့၉နှစ်အရွယ်ကြီးပရာဟိတတွေလုံနေတော့မယ်ငလျင်ဘေးတင်းတဲ့နေရာတွေကိုကိုယ်တိုင်ညှုံချကိုယ်တိုင်လိုက်ကြည့်စုနေတာအရွယ်ကြီးနဲ့သူ့ရဲ့အရွယ်ကြီးနဲ့မလိုက်ဘူးလှုပ်ပြီးလှုပ်ပြီးနေစားတာနော်ခမားတို့ကသာဆဲနေတာဆရာတော်ကအားလုံးပေါ်မေတ္တာမျှနေတာပဲ ဘယ်သူဒုက္ခရောက်ရောက်ရောင်းနေတဲ့သူကိုအတတ်နိုင်ဆုံးဖြည့်ဆည်းပေးနေတာပဲရေဘုံနာရေဘုံရေနာဟိတတနာဝိနာတိပိစုပတိတိအာနယောနေရုပေနဗုဒ္ဓမာကမတိတ်ထတိတရဝရိဟာပျက်စီးချိန်တန်လာပြီဆိုရင်နီးမှန်လမ်းမှန်မဟုတ်တာတွေကိုနီးမှန်လမ်းမှန်ယူပြီးတော့ကြီးဝါချင်းတော့ရောက်ကုန်တယ်တဲ့နော်အမှန်ကိုအမှန်လုံးမမြင်နိုင်ဘူးအမှားကိုအမှန်လုံးမြင်ပြီးတော့ ဲ့လိုလက်ခံကျင့်သုံးနေကြတယ်။အဲ့ဒါတရားတွေပျက်စီးချိန်တန်လာလို့ပဲ။ဖရာတရားတန်ခါနားမလဲတော့။အတ္တကိုကြည့်ပြီးတော့တယူတန်အယူဝါဒတွေနဲ့ပြစ်မှားမပြစ်မှားတဲ့ပုံကိုယ်တွေကိုလည်းပြစ်မှားတယ်။အဲ့ဒါပျက်စီးချိန်တန်လာလို့ပဲနော်။မပြစ်မှားတဲ့ပုံကိုယ်ကို ပြစ်မှားလို့ရှိရင်ဘယ်လိုအကျိုးတရားတွေခံစားရမလဲဆိုရင်မပြစ်မှားတဲ့ပုံကိုယ်ကိုပြစ်မှားရင် လက်ရှိပစ္စုပန်ဘဝမှာပဲမကောင်းတဲ့အကျိုး၁၀ပါးကိုခံစားရတယ်။ဝေဒနာဖုဒ္ဒံစာနဲ့တိရတ္တသဗေဒနာအာကရုံဝါပိအာဘာဒံစိတ်တခေပိစပါမှုနိဖုဒ္ဒံကြံတန်းသောဝေဒနာကောင်းမှုဇတ်သူဝေဒနာဆိုးတခုနောက်တခုဩစာပြည့်ဝင်ဆုံးဆုံးချင်းနံပါတ်3ခန္ဓာကိုယ်ဤခြေပြတ်ခြင်းလက်ပြတ်ခြင်း နံပါတ်၄တေလူမျောပါဖြစ်သောလေဖြတ်ဆွန်းအနူနာစသည်ခံရလွန်သောယောဂမျိုး၎င်းနံပါတ်၅စိတ်တက်ဖောက်ပြန်အတိညာကင်းမဲ့ရူးတို့ခြင်း၎င်းအဲ့ဒါတွေခံစားရနောက်တစ်ခုကရာဇတော်ဝဥပဒကံအပခဏိသာဓာရုဏံပြိခယင်စညာတိဏံဘောဂနိသာပပင်ကိုရံရာဇတော်မင်းမဥပဒကံဘေးရန်တို့တိ၎င်း အဲ့ဒါမင်းပေးလို့ခေါ်တယ်အဲ့ဒါအဓိကပဲမပြစ်မှားထားတဲ့နော်ဖုံးကြီးတွေဆရာတော်တွေကိုပြစ်မှားတဲ့အတွက်ကြောင့်အဲ့ဒီအကျိုးတရားဟာအခုမင်းတို့မင်းမင်းပေးတင့်နေရတာပဲနောက်တစ်ခုအဘကနေစမဟုတ်မမှန်လှုပ်ကြံဆွဆွခံရခြင်းညာဒီနဲ့ဆွေမျိုးတို့ဤပြက်စီးခြင်းဆွေတကွဲမျိုးတကွဲမျိုးတကွဲဖြစ်ရမယ်အဲ့ဒါဆိုလို့ နောက်တစ်ခုပြည့်ခရင်စဘောကနံစီစိန်တို့ဤပပန်ကိုယ်တံသူကိုယ်တံဖြက်စီခြင်းတဲ့ကိုယ့်ရဲ့စီစိန်ကိုကိုယ်ကိုယ်တိုင်ဖြက်စီခြင်းအဲ့ဒါလည်းသူတို့သူတော်ကောင်းတွေကိုပြစ်မှားလို့ပဲနောက်အထဝတအဂါရာနိအခိတဟတိပါဝကောကာယတဗေဒဒုဗ္ဗညောနိရိယံတောပပစ္စတိတဲ့အဂါရာနိအိမ်တို့ကိုအခိဝါမောချိုးမိတယ်လောက် ဆရာတော်တွေတန်ဃာတော်တွေအပြစ်မှားထားတဲ့ပုံကိုယ်တွေကိုပြစ်မှိုင်းအဲ့ဒီအိမ်မိုးချိုးပြစ်ခံရမယ်နောက်တစ်ခုပါဝါကောတဘာဝမီးလောင်မယ်တဲ့မီးပေးတွေတင်းနေတယ်မီးမျိုးမျိုးလောင်နေတယ်အဲ့ဒါသူတော်ကောင်းတွေပြစ်မှားလို့ပဲနောက်ဒုပညောပညာမရှိတော့ထိုးသူသည်ကာယသခန္ဓာကိုယ်ကြီးဘေးဒါပျက်စီးခြင်းကြောင့်ဤရန်ငရဲတို့ဥပပိစ္စတိဖြစ်ရ၏တဲ့အဲ့ဒီနောက်ဆုံးအချက်ကတော့တန္တရာအချိုး တူတော်ကောင်းတွေကိုပြစ်မှားလို့ဆိုရင်မပြစ်မှားထားတဲ့ပုံကိုယ်တွေပြစ်မှားမယ်ဆိုရင်နောက်ဆုံးတန်ဆာအကျိုးကငရဲဆိုးကြောက်ရောက်ရမယ်တဲ့အဲ့ဒါတူတော်ကောင်းတွေနော်ဆရာတော်တန်ဃာတော်တွေကိုကြက်ကြက်ပြစ်မှားအဲ့ဒါကြောင့်ဘေးမျိုးမျိုးဆားရောက်နေရမယ်နော်အခုလက်ရှိမင်းတို့ပြောတဲ့မင်းဘေးတင်းခံနေရတယ်ဆိုတာအဲ့ဒါမပြစ်မထားတဲ့ဆရာတော်တန်ဃာတော်တွေကိုပြစ်မှားလို့ဆိုတဲ့တစ်ချက်အပါဝင်ပဲအဲ့ဒါတသက် ကြက်ကြက်ပြစ်မှာကြက်ကြက်ခံရမှာပဲဒါပါပဲ